အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ဘုမတုတရစေရာသိပ္ပံအကြောင်းအရာလေးတစ်ခုကိုပြောချင်ပါတယ်။အော်ကျမတို့နေထိုင်တဲ့ကမ္ဘာကြီးရာဆိုလို့ရှိရင်ဆလုံးပုံတံရှိတယ်ဆိုတော့ကျမတို့အားလုံးသိပြကြပါပြီ။အဲ့လိုကမ္ဘာကြီးရာဆလုံးပုံတံရှိရဲဆိုတာကိုသိခဲ့တာကတော့တော်တော်လေးဟိုမှာရိုးရှင်းတဲ့ theory တစ်ခုနဲ့ရှာဖွေသက်သေပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။နောက်ရောက်စရာကောင်းတာတစ်ခုကအဲ့ဒီသက်သေပြမှုကိုလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော် BC 240 เนาะ Eratosthenes ဆိုရဲ့ Greek ပညာရှင်တယောက်ကနေပြီးတော့မှရှာဖွေတွေ့ရှိခဲ့တာလို့ဖြစ်ပါတယ်အဲ့တော့သူရဲ့ရှေ့ BC 500လောက်မှာတုန်းကကျတော့လေဒီကဘာကြီးကလုံးဝနေဆိုတာကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်အဲ့တော့ဘလိုပုံစံမျိုးတွေနဲ့ရှာခဲ့လဲဆိုလို့ရှိရင်ဒီလာကျတဲ့အခါမှာပေါ့เนาะအဲ့တော့လာပုံမှာဒီကဘာရဲ့အရေးပေါ့နော်။လာပေါ်မှာကြာသွားတယ်။ကဘာရဲ့အရေးကစက်ဝိုင်းပုံစံဖြစ်တယ်ဆိုတာကိုကြည့်ပြီးတော့ ဆုံးဖြတ်ခဲ့ကြတာပေါ့နောက်တစ်ခုကကြတော့ဒီညအခါမှာကောင်းကင်ကိုကြည့်တဲ့အခါမှာပေါ့နော်ကဘာရဲ့တစ်ဖက်ချမ်းကမြင်ရတဲ့ကောင်းကင်ရဲ့အသွန်တရံနဲ့ကဘာရဲ့အခြားတစ်ချက်အခြားတစ်ဖက်ချမ်းကနေပြီးတော့ကြည့်တယ်ပေါ့နော်ကောင်းကင်ရဲ့အသွန်တရံကမတူဘဲနဲ့꿰ပြနေတာပေါ့နော်အဲ့တော့အကယ်၍ကဘာအပြားကြီးဆိုလို့ရှိရင်အကသောက်ကိုမြင်ရတာဘယ်နေရာပဲကြည့်ကြည့်ဒီပုံစံနဲ့ပဲမြင်ရမှာပေါ့နော်ရကဘာဟာလုံးဝနဲ့အတွက်ကြောင့်ကငင်ခွင်းတွေကမတူတာဆိုတဲ့အကြောင်းကိုသတိပြခဲ့ပါတယ်။နောက်ဒီ တင်မောတစည်းပေါ့เนาะအဲ့တော့တင်မောတစည်းကအဝေးကိုခုံမောင်းသွားမယ်ဆိုလို့ရှိရင်အရင်ဆုံးပြက်ွယ်သွားတာကကြတော့တင်မောကိုယ်လည်းဖြစ်ပြီးတော့နောက်ဆုံးနောက်ဆုံးပေါ့เนาะမြင်ကွင်းထဲကနေပြောတာကနောက်ဆုံးမှာပြက်ွယ်သွားတာတင်မောရွက်တာเนาะအကယ်၍ကဘာအပြားကြီးသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီတင်မောတင်မောဟာကိုယ့်ရဲ့မြင်ကွင်းထဲကပျောက်သွားစရာအကြောင်းမရှိဘူးเนาะအခုတော့ကဘာဟာလုံဝမ်းတာဖြစ်တဲ့အတွက်ကြောင့်တင်မောရဲ့ကိုယ်တည်းကအရင်ဆုံးเนาะဒီပြက်ွယ်သွားပြီးတော့မှာတင်မောရွက်တာကနောက်ဆုံး ပျောက်ွယ်မြင်ဝင်နေရတယ်ပျောက်ွယ်သွားတယ်အဖြစ်ကိုကြည့်ပြီးတော့ကဘာကြီးကလုံးဝနေဆိုတာကိုတက်တည်ပြခဲ့ပါတယ်ဒါပေမဲ့တကယ်တကယ်ပေါ့နော်ကဘာကြီးကဘလောက်ကြီးတယ်လဲဘလောက်လုံးဝတယ်လဲဘယ်လိုပုံစံမျိုးလဲဆိုတာကိုတော့ဒီတိတိကျကျပေါ့နော်ဟိုရှာဖွေပြနိုင်ခဲ့အောင်မျိုးတော့မဟုတ်ပါဘူးနော်အဲ့တော့အဲ့လိုမျိုးကဘာကြီးကဘလောက်ကြီးတယ်လဲဘလောက်လုံးဝတယ်လဲဆိုရင် ချက်ပြနိုင်တဲ့ idea ပေါ့သူတို့မှရှာမတွေ့ခဲ့ဘူးတော့ either thought thinking ရဲ့ပုံကွာတော့လာပြတော့ဆိုတော့ရွှေရှင်းတဲ့ theory တစ်ခုနဲ့ရှာပြီးတော့သတိပြခဲ့เนาะအဲ့တော့နောက်သူ့ရဲ့ပေါ့နော်ဒီ idea ကိုဘယ်မှာတွေ့ခဲ့ရောဆိုတော့ခါကြတော့ဒီသူနေတဲ့ပေါ့နော် Alexandria ဆိုတဲ့မြို့လေးမှာရှာပြီးတော့တွေ့ရှိခဲ့တာဖြစ်ပါတယ်အဲ့ဒါကတော့ Egypt မှာရှိခဲ့တာပေါ့နော် Egypt မှာရှိခဲ့တဲ့ Alexandria ဆိုတဲ့မြို့ပေါ့ တရက်မှာတော့ဒီ Eratosthenes ဆိုတဲ့ပုဂ္ဂိုလ်ကပေါ့နော်ဒီ Alexandria မြို့လေးနဲ့800ကီလိုမီတာဝေးတဲ့ပေါ့နော်ဆိုင်ရင်းဆိုတဲ့မြို့လေးကိုသူကရောက်နေခဲ့တာပေါ့နော်အဲ့တော့သူကဆိုင်ရင်းဆိုတဲ့မြို့လေးကိုရောက်နေတဲ့အချိန်မှာပေါ့ဟိုအဲ့ဒီအချိန်ကဂျွန်လ21ရက်နေ့ပေါ့နော်ဂျွန်လ21ရက်နေ့ဆိုတာဒီဒီနှစ်တစ်နှစ်ရဲ့နေ့တာအရှည်ဆုံးနေ့မှာပါတယ်ပေါ့နော်အဲ့ဂျွန်လ21ရက်နေ့ရဲ့နေမွန်းတဲ့အချိန်ပေါ့နော်နေမွန်းတဲ့အချိန်မှာအဲ့ဆိုင်ရင်းမြို့မှာရှိနေတဲ့ရေတွန်းလေးဟာ အရင်မထွက်ခဲ့ဘူးပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီနေမွန်းတဲ့ချိန်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီရေတွန်းလေးရဲ့ပေါ့နော်ဒီဒီရေတွန်းနှက်ခန့်လေးရဲ့အရေးကဘယ်ဟိုမှကျမလို့ပေါ့ဒါပေမဲ့လို့ तू ကအဲ့ဒီနေ့အဲ့ဒီအချိန်အလက်ဇန်ဒရီးယားမှာရှိခဲ့တော့ငါကြောင့်အတိုင်လေးတန်ရဲ့ပေါ့နော်ဟိုအရေးကဘေးကိုထွက်ပြီးတော့ကျနေခဲ့တာပေါ့နော်အဲ့တော့ဘေးကိုဟိုအရေးထွက်နေခဲ့တာပေါ့အဲ့ဒါလေးကို तू ကတတိထားမိခဲ့တာပေါ့နော်အဲ့တော့အဲ့ဟာကိုကြည့်ပြီးတော့ကြတော့သူကမတွက်ခဲ့အောင်ဆိုခဲ့တာเนาะကဘာကြီးရဲ့ပေါ့เนาะအဝုံးကိုတွက်ခဲ့တာပေါ့ တော့အဲ့ဟာကိုသိဖို့ရန်အတွက်ဆိုလို့ရှိရင်စောစောတုန်းကပြောသလိုကဘာကြီးကဆလုံးပုံတန်ရှိရယ်ဆိုပေမဲ့လို့တကယ်တကယ်တမ်းတော့ Iran Thought Thinking ကလည်းအဲ့ဒီဘောနော်ကဘာကြီးရဲ့အလဲဘကိုပေါ့အဲ့တော့ပြောရရင်တော့ဆလုံးရဲ့အလဲဘကိုလည်းသူသွားပြီးတော့တိုင်းနိုင်ခဲ့တာမဟုတ်ဘူးပေါ့နော်အဲ့တော့မလုပ်လိုက်တော့ဆိုတော့အဲ့ဒီဒီဘောနော်ကဘာကြီးရဲ့အဝန်ကိုသိဖို့ရန်အတွက်ကိုသူကမလုပ်လိုက်တော့ဆိုတော့ဆက်ဝိုင်းတစ်ခုဆွဲလိုက်တယ်အဲ့တော့ဆောင်းရိုင်းတစ်ခုဆွဲပြီးတော့ကြာတော့စောစောကပြောတဲ့ဒီအလက်ဇန်ဒရီးယားမြို့လေးနဲ့ဆိုင်းယင်းမြို့လေးရဲ့ ပေါ့နော်အကွာအဝေးပေါ့အဲ့တော့အဲ့အကွာအဝေးရေနော်ခုကကြတော့အဲ့ဒီတိုင်လေးရဲ့အရေးထွက်ထားတဲ့အကွာအဝေးရေပေါ့အဲ့ဒီဟာလေးဘာလို့လိုက်တော့ဆိုတော့ကျွန်တော်ကနေရလာတဲ့ပေါ့နော်နေရလာတဲ့အလင်းတန်းကိုသူကဟိုမြင်းလေးဆွဲလိုက်တယ်အဲ့တော့မြင်းလေးကဘယ်ထိသွားလဲဆိုလို့ရှိရင်အဲ့ဒီစောစောတုန်းကသူဆွဲလိုက်တဲ့ဒီဆက်ဝိုင်းရေပေါ့နော်အလဲဘဟုတက်တဲ့ထိပေါ့နော်သူကဆွဲလိုက်တယ်အဲ့တော့ဆွဲတယ်နောက်တစ်ခုကအဲ့ဒီစောစောတုန်းကပြောတယ်တိုင်ရဲ့အရေးကြတဲ့ပေါ့နော်ဒီ လင်းနံပေါ့နော်အဲ့ရောင်လဲသူဆွဲလိုက်တယ်ဆွဲပြီးတော့သူကမလုပ်လိုက်ဘူးအဲ့ဒီကနေပြီးတော့မှနေရလာတဲ့အလင်းနံတွေကိုသူကမြင်းမြိုင်တွေဆွဲလိုက်တယ်မြင်းမြိုင်ဆွဲပြီးတော့ခါကျတော့စောစောတုန်းကဒီအလဲဘုံအထိပေါ့နော်သွားတဲ့မြင်းမြိုင်တချောင်းရှိတယ်ပေါ့နော်အဲ့တော့အဲ့မြင်းမြိုင်တွေထဲမှာဖြတ်သွားတယ်ပေါ့နော်အဲ့ဝိသမတ္တထောင်းကိုရှာနိုင်တယ်ပေါ့နော်အဲ့တော့ဝိသမတ္တထောင်းကိုရှာပြီးတော့မှမလုပ်ခဲ့အောင်ဆိုခ ောက်ကမာကြီးရဲ့အုံမှာတက်နေတာအဲ့တော့တကယ်တကယ်တော့ဒီတီတာတန်ဖိုးလေးကိုကျွန်တော်ကတည်ရမှာပေါ့ပေါ့နော်အတီဒီ erythrocytes ကတည်ရမှာပေါ့ပေါ့အဲ့တော့ဘာလို့ပဲတည်လို့ဆိုတာခါကြတော့ဆိုတော့ငါအဲ့ဒီတိုင်လေးကနေပြတော့မှကြာနေတဲ့အရေးပေါ့အဲ့တော့အဲ့တိုင်လေးနဲ့အရေးရဲ့ပေါ့နော်ဘာလေးကိုတိုင်ခဲ့အောင်ဆိုတာခါကြတော့ down degree လေးကိုတိုင်ခဲ့အောင်အဲ့တော့အဲ့ down degree လေးဒီဘာနဲ့တွန်းညီအောင်ဆိုတာခါကြတော့ဒီ ဆက်ဝိုင်းခဲ့ရပါတော့ဒီတီတာဆိုတဲ့တောင်လေးနဲ့သွားပြီးတော့မြည်ပြီးခဲ့เนาะအဲ့တော့အဲ့ဟာကိုရှာပြီးတော့မှဒီရဲ့ဆက်ဝိုင်းထဲမှာရှိနေတဲ့တောင်တီတာကိုသူပြတ်ခဲ့တာပေါ့เนาะအဲ့တော့တီတာရဲ့တန်ဖိုးကိုသူကရှာသူရှာတွေ့ခဲ့တာဘလောက်နဲ့ရှာတွေ့ခဲ့တာဆိုတော့7.2ဆိုတဲ့ degree ကိုသူကရှာပြီးတော့တွေ့ခဲ့တာပေါ့အဲ့တော့ကျွန်တော်တို့ကဒီဆက်ဒါဆိုလို့ရှိရင်ဒီကီလိုမီတာ800ဝေးတဲ့ပေါ့เนาะ Alexandria နဲ့ဆိုင်ရင်းမြို့လေးကကီလိုမီတာ800ဝေးတဲ့အဝန်းအဝိုင်းဟာဘလောက်ရှိတော့ဆိုတာကြတော့ 7.2 degree down ရှိတယ်ပေါ့အဲ့တော့တကယ်တကယ်လည်းကျွန်တော်ကစောက်ပိုင်းမှာဆိုလို့ရှိရင်စုစုပေါင်းသူ့ရဲ့ degree က360 degree အပြည့်ရှိတယ်အဲ့တော့ပြောရလို့ရှိရင်7.2 7.2 degree သူ့ရဲ့အဝန်းဝိုင်းက800 km ရှိတယ်ဒါဆိုရင်ကျန်တဲ့360 degree အပြည့်လုံးဆိုရင်ဘယ်လောက်ရှိတယ်လဲဆိုတော့ကြည့်ကျင်တာပေါ့ပြောပြောမယ်ဆိုတော့ဒီလိုစောက်ဝင်းရဲ့အဝန်းပိုင်းလေးဘယ်နှခုရှိတယ်လဲဆိုတာကိုသိကျင်တဲ့အတွက်ကြောင့်စုစုပေါင်းရှိရဲ360ကိုတီးပြီးတော့ သူရထားတဲ့ဒါ degree 7.2 degree နဲ့စားလိုက်။ဒါဆိုရင်စဝန်ပိုင်းလေးတွေအဝင်အရေအတွက်ပြီးထွက်လာတယ်။နော်အဲ့တော့စဝန်ပိုင်းအရေအတွက်ထွက်လာတဲ့အရေအတွက်ဒီညာလေးပေါ့။အဲ့တော့အဲ့စဝန်ပိုင်းအရေအတွက်ကလေးတွေနဲ့စောစောရုံးကစဝန်ပိုင်းတစ်ခုမှာရှိနေတဲ့အကွာအဝေးကီလိုမီတာ800နဲ့မြောင်းလိုက်နော်။အဲ့တော့မြောင်းလိုက်တဲ့အချိန်မှာဒါတော့ကီလိုမီတာနဲ့ပြောတာပေါ့နော်။မိုင်နဲ့ပြောမယ်ဆိုလို့ရှိရင်နော်။ Alexandria နဲ့ဒီဆိုင်ရင်းမြို့ရဲ့အကွာအဝေးက490နဲ့ခဏမှာ ော်အဲ့တော့၄၉၈မိုင်နဲ့ဖျောက်လိုက်တယ်ဆိုရင်သူ့ရဲ့မိုင်ပေါင်းကိုဘယ်လောက်ရှိအောင်ဆိုတော့ကဘာကြီးရဲ့အဝန်းပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီစုဒီဆက်ဝန်းထဲမှာရှိတဲ့အဝန်းစုစုပေါင်းအကြီးပြောရပေါ့နော်ဘယ်လောက်ရှိအောင်ဆိုတော့ခါကြတော့2300နဲ့850မိုင်ရှိတယ်ပေါ့။အဲ့တော့ဒီဘက်ခေတ်သိပ္ပံပညာရှင်တွေကနေပြီးတော့မှတက်ထုတ်ထားတဲ့ပေါ့နော်။ကဘာကြီးရဲ့အဝန်းကဘယ်လောက်ရှိအောင်ဆိုတော့2000ခွဲပေါ့နော်။အဲ့တော့ average အဖြစ်ပြမြအဖြစ်2000ခွဲမိုင်ရှိတယ်ပေါ့။အဲ့တော့ပြောရမယ်ဆိုရင် Electro Thinis ကနေပြီးတော့မှရှာတွေ့ရှိခဲ့တဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့2350မိုင်ဆိုတာကအခုဒီဘက်ခေတ်သိပ္ပံပညာရှင်တွေတွက်ထားတဲ့မိုင်2000ခွဲနဲ့ဟာတော်တော်လေးကိုမှနှီးဆက်ပြီးတော့ဟိုနှီးဆက်တယ်လို့ပြောလို့ရတယ်เนาะအဲ့တော့ Iron Dot Dennis ကတော့သူကလုံးဝကိုစက်လုံးပုံစံတိုင်းရှိတယ်ဆိုတော့အနေထားမျိုးနဲ့တွက်ခဲ့တဲ့အတွက်ကြောင့်ဒီတန်ဖိုးကိုသူကရခဲ့တာပေါ့เนาะတဲတယ်ပြန်တယ်အခုသိပ္ပံပညာရှင်တွေတွေ့ရှိခဲ့တဲ့မိုင်2000ခွဲနဲ့ဆိုရင်လေအများကြီးနှီးဆက်တဲ့ပမာဏကိုသူကရရှိခဲ့တယ်เนาะအဲ့တော့အဲ့ဒီနှီးနဲ့အဲ့ဒီခေတ်ကလေးကကဘာကြီးကလုံးဝနေဆိုတော့ တက်တယ်ကိုရှာဖွေတွေ့ရှိခဲ့တယ်တက်တယ်ပြနိုင်ခဲ့တယ်ပေါ့အဲ့တော့ theory ရလည်းတော့မှ fusion နဲ့ theory လေး ਨੇ တက်တယ်ပြခဲ့တာပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုကြည့်ပြီးတော့မရှင်းလို့ဆိုရင်လည်းဒီဗီဒီယိုရဲ့အောက်မှာဒီကဘာကြီးရဲ့ပေါ့နော်ဒီ erythrocytosis ရဲ့အသုံးရတဲ့ theory တွေ erythrocytosis နဲ့ပတ်သက်တဲ့အကြောင်းအရာကို link အနေနဲ့ချပေးထားပါတယ်အဲ့ဒီထက်မှလည်းသွားပြီးတော့ရှာဖွေဖတ်ရှုပြီးတော့ကြည့်ရှုလို့ရပါတယ်ကျေးဇူးတင်ပါတယ်